်ခိုင်မီမှာလင်းတို့တွေ့ရဲ့မျက်နှာဖုံးချွတ်ချိတ်တန်းပြီလားအရကအိမ်မက်ကဘသူတွေအတွက်အိမ်မက်ဆိုဖြစ်နေလဲဒီနေ့ကျွန်တော်ဆွေးနွေးသွားမယ့်အကြောင်းအရာကရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေနဲ့ရှေ့လျှောက်ဖြစ်လာနိုင်တဲ့အလားအလာတွေကိုကျွန်တော်တုံ့တက်ဆွေးနွေးသွားမှာဖြစ်ပါတယ်နိုင်ငံရေးအကဲဖြတ်ဒါကျွန်တော်နောက်လည်းတက်ကြွထားတဲ့ပညာရပ်ဖက်ကနေပြောတာဖြစ်ပါတယ်ကျွန်တော်တို့မှတ်မိကြပါပါရုပ်ရှင်တွေထဲမှာကိုဂျိုးပဲကြီးတက်တဲ့အင်္ဂလိပ်အလိုတော်ကြီးတွေရောတကြီးတွေနဲ့ပေါင်းပြီးတော့ အဲ့လိုမျိုးနေထိုင်ချက်စားတဲ့ဇက်ကောက်တွေရှိပါတယ်။အဲ့လိုဇက်ကောက်တွေလိုပဲလက်ရှိရခိုင်ပြည်နယ်မှာလည်းအခြေအနေပေါ်မူတည်ပြီးပြပြောင်းတက်တဲ့လင်းနို့လိုလူဒန်းစားတချို့ရှိနေပါတယ်။အခုချိန်မှာရခိုင်ပြည်ရဲ့အဓိကအင်အားအဓိကအုပ်ချုပ်ရေးရန်တရားကိုလုံဆောင်နေတဲ့အရခတ္တတော် AA ကစီရေးမှာမြို့နယ်ပေါင်း14ခုလောက်ကို ထိ ंछ ုပ်ထားနိုင်ခဲ့ပြီဆိုပေမဲ့ရှေ့ဆက်ရမယ့်စိတ်ကုန်မှုတွေဟာလည်းတောင်းလို့ပုံနေပါတယ်။ အထူးဖြင့်တိုက်ပိုက်ထားတဲ့ဒေသတွေမှာအောက်ချုပ်ရန်တရားကိုပြန်လည်ထူထောင်ပြည်ပြင်အောင်လှုပ်ဆောင်ဖို့ကြိုးစားရအောင်မှာဖြစ်ပါတယ်။အဓိကပြောချင်တဲ့ဒေသကရခိုင်တောင်ပိုင်းကဒေသတချို့တချို့နေရာတွေမှာဗမာအစိုးရရဲ့ဗမာစစ်တပ်ရဲ့တွေးခွဲအောက်ချုပ်မှုကြောင့်အရှိမျောဝါဒီလို့ခေါ်တဲ့ဗမာကိုလိုလားနေတဲ့သူတွေအင်အားကောင်းနေတဲ့အခြေအနေပါ။တော်ကျွန်တော်နိုင်ငံရေးမှာ divide and rule နဲ့တွုံးလို့ရပါတယ်။နေချဲတွေရဲ့အုတ်ချုပ်ရေးနီးပရိယက်ကိုပြန်ပြီးအတုံးချထားတဲ့အခြေအနေလို့မြင်အောင်ကြည့်နိုင်ပါတယ်။ ါဟာဘယ်လိုပြောချင်တာလဲဆိုရင်ရခိုင်အချင်းချင်းတွာလာရခက်ခဲအောင်လှုပ်ထားပြီးတော့ဗမာပြည်မနဲ့တော့ဆက်သွယ်ရတာလွယ်ကူအောင်ထန်တီးထားတာမျိုးတွေရှိနေပါတယ်ရှိခဲ့ပါတယ်ရခိုင်တောင်ပိုင်းကတချို့လူတွေဆိုရင်ဗမာလက်ဝဲခန့်တွေလို့ဖြစ်နေကြတာဟာတကယ်ကိုမြင်လို့မတင်တော်တဲ့အစိတ်ပြက်စရာကောင်းတဲ့အခြေအနေတရက်ပါစစ်ပွဲတွေမရောက်တော့ခင်စစ်မဖြစ်ခင်အချိန်ပိုင်းမှာဆိုရင်ပမာစစ်တပ်ကလမ်းကြောင်းတွေကိုပိတ်လိုက်လို့စေဝါစားတောက်ကိုဈေးတွေတအားတက်သွားပြီးတော့အောက်ခြေလူဒန်းစားတွေအကြီးကျယ်ဒုက္ခရောက်ခဲ့ရပါတယ် အဲ့ချိန်မှာတချို့တချို့စီးပွားရေးသမားတွေကဗမာစစ်တပ်နဲ့ပူးပေါင်းပြီးငွေရှာကြပါတယ်။မြို့သိမ်းတော့မယ်အေအေတို့ရောက်လာတော့မယ်ဆိုတဲ့အချိန်ရောက်မှဗမာပြည်မဖက်ကိုထွက်ပြေးသွားကြတယ်။ကိုလူမျိုးဒုက္ခရောက်တာကိုလောကဂရုမစိုက်ပါဘူး။ဒါတွေမကသေးပါဘူး။တချို့တချို့ဟာအဖေကျော်တွေးတော့လမ်းနဲ့အချိန်နေလူဒန်းစားမျိုးတွေရှိပါတယ်။သူတို့ဟာအေးအေးသာအောင်မြင်သွားရင်ဗမာပြည်ကိုပြောင်းမယ်ဆိုတဲ့အတိပြောင်းကိုပုပ်ပုပ်လေးလေးပြောကြပါတယ်စစ်တပ်ကိုထောက်ခံတဲ့သူတွေလည်းအများကြီးရှိနေပါသေးတယ နောက်တစ်မျိုးက AA ကိုတိုက်တော့မကြိုက်ပေမဲ့ကိုအကျိုးတစ်ခုခုရဖို့အတွက်ဆိုရင်ထောက်ခံနေတဲ့ပုံစံမျိုးအဲ့လိုလူတွေရှိပါတယ်။နောက်ဆုံးတစ်မျိုးကတော့ဗျံပတာအုတ်ချုပ်ကြီးပြတ်သွားတဲ့အချိန်မှာခိုးဆိုးလူရဲ့မှုတွေကိုလုံနေတဲ့သူတွေဆိုလို့တော့အဲ့လိုလူမျိုးစုံကိုရဖက်ပြီးတောက်ပိုင်းတချို့မျိုးတွေမှာကြုံနေရတဲ့အချိန်တွေတွေ့နေရတာရှိပါတယ်။အဲ့လူတွေဟာအာရခတ်တော်တော်လူမျိုးရခိုင်အတွက်ဘာကောင်းကျိုးမှလုပ်ပေးခဲ့တာမရှိတဲ့အပြစ်မှာကိုစိုးကျိုးတွေတောင်မှပေးခဲ့ပါတယ်။အေးထိချုပ်တဲ့ဒေသတွေမှာဒီလူတွေက တချို့နေရာတွေမှာဝင်ထိုင်နေတာတွေတချို့နေရာတွေမှာပေါင်းစားနေတဲ့အခြေအနေတွေရှိနေတာကိုလည်းတွေ့နေရတယ်။အခွေကြီးသမားဆိုတာကတော့ဘယ်နေရာမှာဆိုအပေါင်းရှာပြီးဝင်ထိုင်ဝင်ပြီးတော့အတုံးချတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးမျိုးစိမမှန်တဲ့အတူတွေကြောင့်ရခိုင်ပြည်ရဲ့ပြည်နယ်ထူထောင်ရေးလုပ်ငန်းတွေနောင်နေသွားမှာကိုတော့ကျွန်တော်စိုးရိမ်ပါတယ်။တချို့လူတွေကလည်းအုပ်စုလက်ထက်ကလို့ပဲလက်ပေးလိုက်ယူလို့ရှိနေတာမျိုးရှိပါတယ်။ဒါဟာနိုင်ငံရေးတီအိုဒီနိုင်ငံရေးတိုက်ပံမှာ silent listening လို့ခေါ်ပါတယ်။ အာဏာနဲ့အကျိုးအမြတ်ကိုအပေးယူလုပ်တဲ့နိုင်ငံရေးကြီးမှုရဲ့တည်ရောက်မှုပါရေတို့အကျိုးအမြတ်အတွက် ရေရှည်အနာဂတ်ကိုနှောင်းစားပြပေးဆက်ပြလိုက်တာမျိုးပါလက်ရှိရခိုင်ပြည်ရဲ့အခြေအနေဟာနိုင်ငံရေးသီအိုရီမှာဆိုရင် power volcanic လို့လို့အခြေအနေလို့ပြောလို့ရပါတယ်တချို့နေရာတွေတချို့တောင်ပိုင်းဒေသတွေမှာ power volcan အာဏာလက်ဟသွားတဲ့အခြေအနေလို့တော်တော်လေးစဉ်းတူနေပါတယ်အေအေကနေမီတွေကို တိုက်ပိုက်နိုင်ခဲ့ပေမဲ့အုပ်ချုပ်ရေးတရားကိုအခိုင်အမာအဲ့ဒီဒါတွေတိပြပြင်အောင် မတိဆောက်ရသေးပါဘူး တစ်ဖက်မှာလည်းဗမာစစ်အုပ်စုကနှီးမျိုးစုံနဲ့ဖြည့်ဆည်းဖို့ကြိုးစားနေအောင်ပါပဲဒီချိန်မှာအရေးကြီးဆုံးဟာအေးအေးအနေနဲ့ရထားတဲ့နော်အနိုင်ရပဲအတားစီအခြေအနေကိုအတုံးချပြီးအမြန်ဆုံးအုပ်ချုပ်ရေးစနစ်ကိုတည်ဆောက်နိုင်ဖို့ပြည်ပြောင်းလုပ်နိုင်ဖို့လိုပါတယ်ပြည်သူတွေရဲ့ထောက်ခံမှုကိုအခိုင်အမာရယူထားတဲ့အေးအေးအဲ့ဒီတော့မှလည်းအခိုင်အမာထပ်ပြီးရယူနိုင်မှရေရှည်မှတည်ထားတဲ့အရက်ခနိုင်ငံတော်အဆင့်ကိုပြည်ပြောင်းတည်ဆောက်နိုင်မှာဖြစ်ပါတယ် ာဏာရောက်လာတဲ့အချိန်မှာအရင်ကအခွင့်အရေးရခဲ့တဲ့သူတွေဟာနှီးမျိုးစုံနဲ့အနေအပြန်ယူပြီးနေရာပြန်ရဖို့ကြိုးစားလာမှ၄ရှိပါတယ်။ကြိုးစားမှလည်းသိချပါတယ်။ဒါဟာလင်းနို့လို့လူတွေနေ့မှပုံစံတစ်မျိုးညမှပုံစံတစ်မျိုးပုံစံပြောင်းပြီးတော့အေအေရဲ့ယုံကြည်မှုကိုရယူဖို့ကြိုးစားတဲ့သဘောပြောချင်တာပါ။ဒါကရခိုင်ပြည်ရဲ့အနာဂတ်တည်ငြိမ်မှုကိုကြီးကြီးမားမားထိခိုက်စေနိုင်ပါတယ်။နောက်တစ်ခုကတချို့လူတွေကအေအေကိုထောက်ခံတယ်လို့ဗမာစစ်အုပ်စု ဘာမှအစိုးရအဲ့ဒါနဲ့လည်းဆက်ဆိုင်ရင်မပြတ်အောင်ဖိတ်ဆက်ထားတဲ့အခြေအနေရှိပါလိမ့်မယ်အခြေအနေကိုကြည့်ပြီးဘယ်ဘက်ကအသာစီးရမလဲဆိုတဲ့အခြေအနေကိုစောင့်နေတာဆိုလိုတာပါဒါဟာ AA ရဲ့လုပ်ငန်းဆောင်တာတွေပေါ်မှာရှုပ်ထွေးတဲ့အခြေအနေဖြစ်ပေါ်စေနိုင်တယ်အဖြစ်အများဆုံးနဲ့အတွေ့အအများဆုံးကတော့အခွင့်အရေးသမားတွေပေါ်လာတတ်တဲ့အခြေအနေ။အရင်ကအာဏာရှိခဲ့တဲ့သူတွေ၊ငွေကြေးရှိတဲ့သူတွေ၊နီးလန်းမျိုးစုံတွေသူတို့ရဲ့အနေအထားကိုပြန်ရယူဖို့ကြိုးစားမှဖြစ်ပါတယ်။ဒါလည်းသိချပါပါတယ်။ဥပမာပြောရရင်သူတို့က အေထက်ကတော့အရာရှိတချို့တက်မှုဒါအုပ်ချုပ်ရေးဘိုင်းကလူတွေနဲ့ပေါင်းပြီးတော့တချို့လူတွေကိုလက်ထိုးတာမျိုးမဟုတ်မမှန်တည်င်းတွေဖြန့်တာမျိုးတွေလုပ်နိုင်ပါတယ်ဒါအပြင်အေအေရဲ့အုပ်ချုပ်ရေးဘိုင်းတွေဒီဝင်ရောက်ပြီးမူဝါဒတွေကိုလက်ပတ်ပစ်လိုက်နိုင်ပါတယ်လင်းနို့လို့လူတွေကတော့အေအေကိုဘယ်လိုလုပ်လဲဆိုရင်ချီချူထောပနာပြုပြီးတော့ယုံကြည်မှုကိုရအောင်ယူမယ်ပြီးရင်သူတို့ကိုကြိုးအတွက်နော်လှုပ်ဆောင်ကြပါလိမ့်မယ်ဒါဟာနိုင်ငံရေးမှာ RAM Seeking ဆိုတဲ့သဘောတရားနဲ့တူပါတယ်နိုင်ငံရေးအနာ ရောက်အောင်အတုံးချဖို့ယူပြီးတော့ကိုကျိုးရှောက်ပွေတဲ့လောက်ရနဲ့တူပါတယ်ဆိုလိုတာကနိုင်ငံရေးကိုအတုံးချပြီးကိုအကျိုးစီးပွားပတ်ဆက်ရှောင်နေကြတာမျိုးပါဒီတော့အေအေတို့ရဲ့အနာဂတ်လမ်းကြောင်းဘယ်လိုဖြစ်အောင်ကျွန်တော်တို့ပုံဖော်တင်လဲဆိုရင်အကယ်၍အေအေဟာအုတ်ချိုရေးစနစ်ကိုအိန္ဒိယမှာပါပြ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 အမြန်ဆုံးတည်ဆောက်နိုင်ခဲ့ရင်တော့ရခိုင်နိုင်ငံတော်အဖအရခိုင်နိုင်ငံတော်ဟာတည်ငြိမ်တဲ့ဖွံ့ဖြိုးတိုးတက်တဲ့ဒေသတစ်ခုဖြစ်လာနိုင်တယ် ဒေတာခံတွေရဲ့ယုံကြည်မှုနဲ့ထောက်ခံမှုကိုရရှိပြီးရေရှည်မှာခိုင်မာတဲ့နိုင်ငံငယ်တစ်ခုနိုင်ငံတစ်ခုဖြစ်ရပ်တည်နိုင်ပါလိမ့်မယ်။ဒါဟာ state building လို့ခေါ်တဲ့နိုင်ငံတော်တိဆောက်ရေးအောင်မြင်တဲ့လက္ခဏာတရားဥပမာတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုမျိုးအခွင့်အရေးသမားတွေလင်းလို့လို့လူတွေအေအေကအုပ်ချုပ်ရန်တရားတွေကိုဝင်ရောက်ပြီးဖျက်ဆီးလို့အခွင့်အရေးရသွားမှဆိုရင်အဲ့ဒီတောင်ပိုင်းရခိုင်ပြည်နယ်ဒေသတချို့ဟာမတည်ငြိမ်မှုတွေအကြတိလိုက်စားမှုတွေနဲ့ပြည်နယ်နေတဲ့ဒေသတခုဖြစ်အခြေအနေပိုပြီးတော့ဆိုးွားနိုင်ပါလား။ ဒါ့အပြင်ဗမာစစ်အုပ်စုဗမာအစိုးရဖိအားပေးမှုတွေစည်ရေးလှုပ်ရှားမှုတွေတခြားတခြား divine rule တွေအခြေအနေတွေဝင်ရောက်နှောက်ယှက်မှုကြောင့်အဲ့ဒီနေရာမှာပိုဆိုးသွားသေးနိုင်ပါတယ်ဒါဟာအဲ့ဒီတောင်ပိုင်းတချို့နေရာတွေမှာထိတ်ချောက်ရောက်ခဲ့တဲ့ face state ပုံစံမျိုးဖြစ်သွားပြီးမအောင်မြင်တဲ့စိတ်ကစိတ်ကအခြေအနေတွေပိုပြီးဆိုးလာစေနိုင်ပါတယ်ဒါဟာဘာဖြစ်လို့ပြောရလဲဆိုရင်မြန်မာနိုင်ငံရဲ့ရှေ့ရေးကိုကြည့်မယ်ဆိုရင်ရခိုင်ပြည်နယ်ရဲ့အခြေအနေဟာအရေးကြီးတဲ့ဥဆောင်မှုအခက်အခဲတာမှာရှိပါတယ် ရခိုင်ပြည်တည်ငြိမ် HMB အောင်မြင်မှုရမှာတနင်္ဂနွေရက်တည်ငြိမ်မှုကိုအထောက်အကူပြုမှာဖြစ်ပါတယ်။မဟုတ်ရင်တခြားတခြားဒေသတွေမှာပဋိပက္ခတွေဆက်လက် ဖြစ်ပေါ်နေပြီးတော့အတိုင်းပြည်တစ်ခုလုံးအတွက်နင်းနာကြရတယ်၊နိုင်ပါတယ်။ရခိုင်ပြည်အနာဂတ်ဟာဒေသီအိုရီပြောတဲ့အခြေအနေနဲ့တူပါတယ်။ပါဝင်သူတွေရဲ့ရွေးချယ်မှုတွေအပေါ်မူတည်ပြီးရလဒ်တွေပြောင်းလဲသွားမှာဖြစ်ပါတယ်။ AA ရဲ့ရွေးချယ်မှုဗမာစစ်အုပ်စုရဲ့ရွေးချယ်မှုဒေသခံပြည်သူတွေရဲ့ရွေးချယ်မှုတွေဟာနောက်ဆုံးရလဒ်ကိုတက်ရောက်စေမှာဖြစ်ပါတယ်။ဒီတော့ကိုဦးအောင်လို့လို့ပါတယ်။ ်ဒီခါပြည့်လက်ရှိအခြေအနေကိုခြုံငုံပြီးပြောမှဆိုရင်အေးတို့ကတော့ဘာမှပြောစရာမလိုအောင်စီရေးဥဆောင်မှုအုပ်ချုပ်ရေးဥဆောင်မှုပြည်ပြအောင်ကြိုးစားနေနိုင်တော့တွေ့ပါတယ်ဒေတာခန့်တွေရဲ့စီလုံးညီညွတ်မှုထောက်ခံမှုကိုယ်ကံကြမ္မာကိုဖန်တီးလို့တဲ့စိတ်ဓာတ်အေးရဲ့စီရေးကြွယ်ဝတဲ့အောင်မြင်မှုတွေဒါဟာကြီးမားတဲ့အားသချက်တချို့အားနည်းချက်ကအုပ်ချုပ်ရေးဘိုင်းမှာအတွေ့အကြုံနဲတာတွေနဲ့အခွင့်အရေးသမားတွေပူးတက်ပြီးဝင်ရောက်နောက်ဆက်နိုင်မှုလည်းတည်ထားဖို့လိုတယ် opportunity အခွင့်အရေးကိုချောင်းနေတဲ့လူတွေဒါဟာဘယ်နေရာမှာမဆိုရှိပါတယ် နော်တိုင်းရဲသားတွေရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလိုတဲ့စံတော်ကိုအသုံးချပြီးပြည်သူထောက်ခံမှုကိုတစ်ဖက်လက်နဲ့ရယူပြီးလက်ဖြားပြီးတော့ပါဝင်ပူးတက်လာနိုင်တဲ့အခြေအနေတည်ထားဖို့လိုပါတယ်စိတ်ခေါ်မှုကတော့ဗမာစစ်တပ်ရဲ့ပြန်လည်ခုခံလာတဲ့တိုက်ခိုက်လာတဲ့အခြေအနေနဲ့ပြည်တွင်းမှာရှိတဲ့လင်းလွတ်တို့လူတွေရဲ့ပူးပေါင်းဖြည့်ဆည်းမှုတွေကိုအများဆုံးဖြည့်ရှင်းဖို့လိုပါတယ်ရခိုင်ဒေသရခိုင်ပြည်နယ်ရဲ့ဒါကြီးမားတဲ့ဒေသတွေတခြားအရင်းမြစ်တွေအခွင့်အရေးတွေကိုလင်းလို့လူတွေကချောင်းပြီးတော့ ိုချိုးအတွက်ပဲအတုံးချမယ်ဆိုရင်ဒီခါပြည်သူတွေအတွက်ဘာမှအကျိုးနဲ့မခံစားလိုက်ရပဲဆိုချိုးတွေပြန်ရလာနိုင်ပါတယ်နိုင်တယ်လို့အကြံပြုရမယ်ဆိုရင်အဲ့လိုမျိုးလင်းလို့လို့လူတွေကိုနိုင်နေပြီးတော့ရခိုင်အရခအိမ်ကကိုအကောင့်ထဲပို့ဖို့လိုပါတယ်နိုင်ငံရေးမှာအရေးကြီးဆုံးပါပြည်သူတွေရဲ့ယုံကြည်မှုပါပဲအေးအေးအနေနဲ့အုပ်ချုပ်ရေးဘက်မှာ code governor တာရှင်းပြီးတော့တကယ်တော်တဲ့သူတွေကိုရွေးချယ်ခန့်အပ်ဖို့လိုပါတယ်လင်းလို့လို့လူတွေအခွင့်အသမားတွေကိုစနစ်တကျဖန်ရှားနိုင်မှာ ရခရခိုင်ပြည်ရဲ့အနာဂတ်အာမခန့်ချက်ရှိမှာဖြစ်ပါတယ်။ဒါဟာရှင်းပါတယ်ပွင့်လင်းမြတ်တော်မှုနဲ့ပြည်ပြည်နဲ့အုပ်ချုပ်ရေးစနစ်ကိုတိဆောက်ပြီးပြည်သူတွေရဲ့ပါဝင်မှုကိုအေးအေးလို့အခုလုပ်နေသလိုအားပေးထောက်ခံပြီးပူပေါင်းလှုပ်ဆောင်မှာဖြစ်ပါတယ်။ဒါဟာ good governance လို့ခေါ်တဲ့ကောင်းမွန်တဲ့အုပ်ချုပ်ရေးရဲ့အခြေခံချက်ပါ။အေးအေးလို့လုပ်နေတိုင်းပါပဲ။တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အုပ်ချုပ်စနစ်ကိုတိဆောက်နိုင်မှပြည်သူတွေရဲ့ယုံကြည်မှုကိုဆက်လက်ပြီးခိုင်ခိုင်မာမာရရှိနိုင်မှာဖြစ်ပါတယ်။ဒါဟာအေးအေးရဲ့အကြီးမားတဲ့အားသာချက်ပါ။ ်ဒီကိုချုပ်ရရင်အခုပြောခဲ့တဲ့အချက်တွေကိုပြချုပ်ရရင်ရခိုင်ပြည်ဟာအရေးကြီးတဲ့အပြောင်းလဲကလာဖို့ပြတ်တန်းနေရတဲ့အခြေအနေပါအေအေတို့အောင်မြင်မှုတွေကြီးမားစွာရှိပေမဲ့စိန်ခေါ်မှုတချို့ရှိနေတာကိုသိထားဖို့လိုပါတယ်အထူးသဖြင့်လင်းတို့လိုလူတွေနဲ့အခွေးသမားတွေဘယ်လိုကြိုက်တွေ့မလဲဆိုတာကအေအေတို့ရဲ့အပေါ်မှာအများကြီးအရေးကြီးပါတယ် အရခရခိုင်ပြည်ရဲ့အနာဂတ်ဟာ AASO ဖျက်ချက်တွေနဲ့ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကမှမူတည်နေပါတယ်။ဒီပုံမှာကျွန်တော်မိတ်ဆွေရခိုင်ပြည်သူတွေရခိုင်ရဲဘော်တွေအနေနဲ့ဘယ်လိုထင်လဲကျွန်တော်ပြောတဲ့ပုံမှာဘယ်လိုမြင်လဲ။ရခိုင်ပြည်ရဲ့အနာဂတ်ပုံမှာကျွန်တော်ပြောတဲ့ထောက်ပြချက်ကိုအကြောင်းရပုံမှာလွတ်လပ်စွာဆွေးနွေးနိုင်ပါတယ်။